အလုံးမင်္ဂလာပါ view season ဌာနနဲ့ကြွဆိုပါရစေ။ကျမကတော့ snow ပါ။ဒီကနေ့ဇူလိုင်လ2ရက်ညပိုင်းနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။ယနေ့ညပိုင်းနောက်ဆရာမဲ့သတင်းတွေကတော့ City of Hwangorum ထိန်းချုပ်နယ်မြေချင်းပြည် Hwangorum ဒေသကို CNO CNDF ဖက်ကစတင်ကျူးကျော်တိုက်ခိုက်လာတာကြောင့်ယနေ့နေ့လယ်ပိုင်းကစလို့နှစ်ဖက်တပ်ဖွဲ့ကြားထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ကလေးကဘောကန်ကောဒေတာမှာစီရီလှုပ်ရှားနေတဲ့ချင်းကောက်ရီတပ်ဖွဲ့ CDF KKG ဟာ တော်လရေးကာလလေးနှစ်တာအတွင်းတိုင်းပြည်နယ်လူမျိုးအတွက်သက်ပြီးဆက်ခဲ့တဲ့ရဲဘော်83ဦးရှိခဲ့တယ်လို့ CTF KKG ကထုတ်ပြန်ပါတယ်။ကရနီပြည်ဖားဆောင်မျိုးကစစ်ကောင်စီရဲ့ခလာရ134တရင်ကိုကရင်တော်လှန်ရေးပူပေါင်းတပ်ဖွဲ့တွေကတိမ့်ပိုက်ပြီးစစ်တုံပန်း50ထက်မနည်းဖမ်းဆီးရမိတဲ့တရင်နေတဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရတဲ့တရင်နေတာဆင်ရဖို့ရှိပါတယ်။ City of Wangaram ထင်းချုံနယ်မြေချင်းပြည် Wangaram ဒေသကို CNO CNDF ဘက်ကစတင်ကျူးကျော်တိုက်ခိုက်လာတာကြောင့်ယနေ့နေ့လည်းပိုင်းကဆလို့နှစ်ဖက်တပ်ဖွဲ့ကြားထိတွေ့မှုဖြစ်ပွားခဲ့ပါတယ်။ယနေ့ဇူလိုင်လ2ရက်နေ့လည်းပိုင်း12နာရီခွဲလောက်မှာ Wangaram ဒေသစစ်တောင်းကြီးရွာကို CNO CNDF တပ်ဖွဲ့က drone နဲ့စတင်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့ City of Wangaram ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ CNDF တပ်ဖွဲ့ဟာစတုံကျေးရွာပြင်လက်နာကျေးရွာကိုပါ drone တွေနဲ့ပုံကျဲတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲကိုစတင်ဖို့ဆောင်လာတယ်လို့သူကပြောပါတယ်။ City of Phongorom တပ်ဖွဲ့အနေနဲ့ညရကိုချင်းချင်းကြားတွေ့ထွက်တမ်းယူမှုမဖြစ်ချင်တာကြောင့်ကာလာရှေချာတီးခန့်လာခဲ့ပေမဲ့ CNDF ဘက်ကတနက်စတင်ပြစ်ဖောက်လာတာကြောင့်မလွဲမရှောင်သာတဲ့အနေအထားမှာပြန်လည်ခုခံရတာဖြစ်တယ်လို့ဆိုပါတယ်။ City of Phongorom နဲ့ CNO CNDF တပ်ဖွဲ့တို့ဟာရခင်ကလေးကနေမြေဒေသကိစ္စနဲ့ပတ်သက်ပြီးအငင်းပွားမှုကြောင့်နှစ်ဖက်စီရဲ့ချင်းနေတင်းမာခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့မေလတုန်းကလည်း CNDF တပ်ဖွဲ့ဝင်တွေအင်အားလုံးရင်ဖြင့်ဟွမ်ဂိုရမ်နယ်မြေထဲဝင်ရောက်လာပြီး CTF ဟွမ်ဂိုရမ်တပ်ဖွဲ့ရဲ့ကော့စိလုံချုံရေးဂိမ်းမှာခိုင်ရန်ဖြစ်ပွားခဲ့ကြပါတယ်။အဲဒီနောက်ပိုင်းမှာ CNDF တပ်ဖွဲ့ဟာဟွမ်ဂိုရမ်ဒေသတဲ့ကခေါ်ကျန်းနဲ့လျက်နာချေးရွာတို့မှာအင်အားတိုးချဲ့လာတဲ့အတွက် HPO CTF ဟွမ်ဂိုရမ်တပ်ဖွဲ့ကဟွမ်ဂိုရမ်ဒေသကိုအရေးပေါ်ခြင်းနဲ့ state of emergency ဖြစ်ဂျွန်လ16ရက်နေ့ကကြေညာခဲ့ပါတယ်။ HBO CTF Phangoram တဖွဲ့ဟာ Chinland Council အဖွဲ့ဝင်ဖြစ်ပြီး CNO CNDF ကတော့ချင်းညီနောင်ဖွဲ့ဝင်ဖြစ်ပါတယ်။ကလေးကဘောကန်ကောဒေတာမှာစီရေလှူရှားနေတဲ့ချင်းကကွေးတဖွဲ့ CTF KKG ဟာတော်လှန်ရေးကာလ၄နှစ်တာအတွင်းတိုင်းပြည်နယ်လူမျိုးအတွက်အသက်ပေးဆက်ခဲ့တဲ့ရဲဘော်83ဦးရှိခဲ့တယ်လို့ CTF KKG ကထုတ်ပြန်ပါတယ်။ စစ်အာဏာရှင်နဲ့တကွာအာဏာရှင်စနစ်မှန်သမျှတိုက်ဖျက်ရေးဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးနဲ့ချင်းလူမျိုးတွေအပေါင်းဝင်တိုင်းရင်းသားလူမျိုးများအားလုံးကိုပိုင်ပြတ်ထန်ခွင့်ရရှိရေးအတွက် CTF KKG ကိုဖွဲ့စည်းတာဇူလိုင်လ၁ရက်နေ့ကလင်းနှစ်တင်တင်ပြင်းမြောက်ခဲ့ပြီးဖြစ်ပါတယ်။တော်လှန်ရေးကာလလင်းနှစ်တာကာလအတွင်းမှာအကြံဖက်စစ်ကောင်စီတိုက်ဖျက်ရေးအတွက်ကလေးကပေါ်ကန်ကောဒေသတွေတာမကအခြားသောဒေသတွေမှာလည်းတိုက်ပွဲဝင်လျက်ရှိရာတိုက်ပွဲပေါင်း၄၀၀ကျော်ပေါင်းဝင်တိုက်ခိုက်ခဲ့တယ်လို့ ဇူလိုင်လ၁ရက်နေ့ကထုတ်ပြန်တဲ့ CTF KKG လင်းနှစ်ပြည့်ကြေညာချက်မှာဖော်ပြထားပါတယ်။ယခုနှစ်ဖေဖော်ဝါရီလစတင်ဖော်ဆောင်ခဲ့တဲ့ CTF KKG ရဲ့ major operation မှာလည်းမဟာမိတ်ပူပေါင်းတပ်ဖွဲ့တွေနဲ့အတူကလေးကံကောကြာကစစ်ကောင်စီတပ်စခန်း၅ခုကို သိမ်းပိုက်နိုင်ခဲ့ကြတယ်လို့သိရပါတယ်။လင်းနတာတွန်လည်ရေးကာလအတွင်းမှာရဲဘော်83ဦးကြာဆုံးခဲ့ရပြီးကိုလန့်အင်ကာပေးဆက်သူနဲ့တရားရရှိသူပေါင်း 150ကျော်ရှိခဲ့တယ်လို့ CTF KKG ကဖော်ပြပါတယ်။ဆီအာနာရှင်စနစ်တိုက်ဖြတ်ရေးနဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးအတွက်ပိတ်ဆက်တိုက်ပွဲဝင်ကြတဲ့ရဲဘော်အားလုံးကိုဥညွတ်ဂုဏ်ပြုကြောင်း CTF KKG ကဖော်ပြပါတယ်။ CTF KKG လှူရှာဒေတာဖြစ်တဲ့ကလေးကပေါ်ကန်ကောဒေတာလွတ်မြောက်ရေးမှသည်မြန်မာတပြည်လုံးအကြံဖတ်စစ်ကောင်စီလက်မှလွတ်မြောက်ပြီးပြည်သူလူထုတရက်လုံးလိုလာသော Federal Democracy ပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ UFC fighter Joshua Van ဟာ flyweight dan ranking 1နေရာစီတက်လှမ်းရောက်ရှိသွားပြီဖြစ်ပါတယ်။ UFC 317 press မှာ ranking 1 Brandon Royval ကိုအနိုင်ရရှိပြီးနောက် Joshua Van ဟာအဆင့်7ကနေခုန်တက်သွားပြီးအဆင့်10နေရာစီကိုရောက်ရှိသွားတာဖြစ်ပါတယ်။ Brandon Royval ကတော့အဆင့်3နေရာစီကျဆင်းသွားခဲ့ပါတယ်။ အဆင့်နှစ်နေရာမှာတော့မော်ရီနိုဆက်လက်ရည်တည်နေပြီးဂျိုရှွာဘန်ရဲ့အထက်မှာချန်ပီယံကပ်ပိုင်ရှင်ဘန်တိုဂျာတာကျန်ရှိပါတော့တယ်။ဂျိုရှွာဘန်ရဲ့လက်ရှိချန်ပီယံအလက်ဇန်ဒရီဘန်တိုဂျာတို့ဟာလာမယ့်ဒီဇင်ဘာလမှာကျင်းပမယ့် UFC 323ပွဲစဉ်မှာ ရှင်ပြိုင်ထိုးသက်သွားကြမှာဖြစ်ပါတယ်။ကရနီပြဖာဆောင်မြို့ကစစ်ကောင်စီရဲ့ခလာယာ134တရင်ကို ကရင်တုံးလှရေးပူပေါင်းတပ်ဖွဲ့တွေကတင်ပိုက်ပြီးစစ်တုံးပန်း50ထက်မနည်းဖမ်းဆီးရမိတယ်လို့သိရပါဗျ။ကျွန်းလာ26ရက်နေ့ကစပီးဖာဆောင်မျိုးအခြေဆိုင်အကြံဖက်စစ်ကောင်စီရဲ့ခလာရ134တရင်ကို ကရင်နီတုံးလှရေးတပ်ပေါင်းစုကထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာဒီရက်ပိုင်းအတွင်းမှာအဲ့ဒီတရင်ကိုတင်ပိုက်ရရှိခဲ့တယ်လို့သိရပါဗျ။လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ရုပ်သံဖိုင်တဲမှာတော့တော်လှန်ရေးတပ်ဖွဲ့တင်လိုက်တဲ့ခလာရ134တရင်ကနေ ဖမ်းမိထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလက်နှစ်ဖက်ကောင်းပေါ် တင်းမြောက်ခိုင်းထားပြီးမြေကြီးပေါ်မှာထိုင်ခိုင်းထားတာကို တွေ့ရပါတယ်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူမိသားစုဝင်တွေကိုလည်းဖမ်းမိထားတယ်လို့သိရပါတယ်ဖားဆောင်မြို့မှာစစ်ကောင်စီရဲ့ခလာယာ134နဲ့ခလာယာ135တရင်နှစ်ခုသားရှိပြီးလက်ရှိမှာခလာယာ135တင်ပိုင်နိုင်ရေးဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့သိရပါတယ် အကျန်းဖက်စစ်ကောင်စီကြောင့်2025ခုနှစ်ဇွန်လအတွင်းမှာအသက်18နှစ်အောက်ကလေးငယ်ကိုဦးအပေါင်းဝင်ပြည်သူ68ဦးအထိတင်ဆောင်ခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကညီဆောင်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ပါတယ်။ဇွန်လ1ရက်ကနေဇွန်လ30ရက်အထိနိုင်ငံတော်မှာအကျန်းဖက်စစ်ကောင်စီကြောင့်အမျိုးသမီး23ဦးနဲ့အမျိုးသား45ဦးစုစုပေါင်း68ဦးတင်ဆောင်ခဲ့တာကိုအမိနဲ့တကွာအတည်ပြုနိုင်ခဲ့တယ်လို့ AAPP ကဖော်ပြပါတယ်။ အဲ့ဒီသေဆုံးသူတွေထဲမှာသက်ရှင်နဲ့အောက်ကလေးငယ်ကိုဦးပါဝင်တယ်လို့ဆိုပါတယ်။သေဆုံးသူရဲ့အတွက်ထဲမှာစကိုင်းတိုင်းက18ဦးနဲ့သေဆုံးမှုအများဆုံးဒေတာဖြစ်ပြီးသေဆုံးသူ68ဦးထဲမှာ36ဦးကလေကြောင်းကနေတိုက်ခိုက်မှုကြောင့်သေဆုံးရတာဖြစ်တယ်လို့စည်ရင်းတွေအရသိရပါတယ်။အဆိုပါကာလအတွင်းမှာပဲအတည်ပြုရန်လိုအပ်နေတဲ့သေဆုံးအရက်သား80ဦးရဲ့စည်ရင်းကိုလည်းတီချောက်ယူဆူဆောင်းပြီးအတည်ပြုနိုင်ရန်ဆောင်ရွက်လျက်ရှိတယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တောင်ဆန်စုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုထောင်တွင်းမှာကဗျာရွတ်ဆိုဂုံပြုခဲ့ကြတဲ့မြင်းချန်ထောင်ကနိုင်ငံရေးအကျဉ်းသားတွေကိုထောင်အနာပိုင်တွေကရိုက်နှက်ပြီးခြေချင်းခတ်ကတိုက်ပိတ်ထားတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်ဖီဖီ NM ကဒီကနေ့ဇူလိုင်2ရက်မှာထုတ်ပြန်ပါတယ်။တောင်ဆန်စုကြည်ရဲ့မွေးနေ့မှာကဗျာရွတ်ဆိုတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့ဇူလိုင်လ16ရက်ကနေဒီကနေ့အထိ နှစ်ပတ်နေပါကြားတဲ့အထိတိုက်ပိတ်ထားတယ်လို့သိရပါတယ်။ရိုက်နှက်ခံရခြင်းရရှိတဲ့တန်ရာတွေကိုစေကူပေးတာစေးပေးတာမရှိတဲ့အပြင်ထောင်ဝန်စာနဲ့မိသားစုစီကအစာအသောက်ပါစေပြီးပို့ခွင့်ကိုပိတ်ပင်ထားတယ်လို့ PPNM ကဆိုပါတယ်။ဒေါ်ဆဆွချီရဲ့မွေးနေ့မှာမွေးနေ့ဆုတောင်းပေးသူတွေမွေးနေ့အထိုင်အမှတ်ဆက်အနာရှင်စံချင်ရေး online လှောက်ရှားမှုတွေကိုပါဝင်သူတွေကိုပါစစ်ကောင်စီကဖမ်းဆီးထောင်ချလိရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လ19ရက်ကမွေးနေ့မှာဆိုရင်လဲဆူတောင်းပေးတဲ့နေပြည်တော်ကပြန်ကြားရေးဝန်ထမ်းအမျိုးသမီးနဲ့အခြားရဲသားအမျိုးသမီးတို့ကို စစ်ကောင်စီကဖမ်းဆီးခဲ့ပါတယ်။တောင်တက် TNLA တင်ပိုက်ထားတဲ့ရှမ်းပြည်မြောက်ပိုင်းနောင်ချုံမြို့နယ်30ကျေးရွာကိုအကြမ်းဖက်စစ်ကောင်စီကမနေ့ကလေးချောင်းကနေလေးချိန်ပုံကျဲတိုက်ခိုက်ခဲ့လို့ပြည်သူ3ဦးသေဆုံးပြီး2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ကသတင်းထုတ်ပြန်ပါတယ်။ အကြံဖတ်စစ်ကောင်စီဟာ30ကြေးရွာကိုဇူလိုင်လ1ရက်မွန်းလွဲ3:15မိနစ်မှာတစ်ကြိမ်3:16 16မိနစ်မှာတစ်ကြိမ်3:20မိနစ်20မှာတစ်ကြိမ်နဲ့3:23မိနစ်မှာတစ်ကြိမ်စုစုပေါင်း4ကြိမ်အတွင်းပုံစံတစ်လုံးလာရောက်ကြေချတိုက်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီပုံကျတိုက်ခတ်မှုကြောင့်အမျိုးသား3ဦးသေဆုံးခဲ့ရတယ်လို့အမျိုးသား2ဦးထိခိုက်ဒဏ်ရာရရှိပြီးနေအိမ်နှလုံးနဲ့ဖုန်ကြီးကြောင်းနှစ်ကြောင်းလည်းထိမှန်ပျက်စီးခဲ့ရပါတယ်။ ပြည်သူတွေအနေနဲ့အကြံဖက်စစ်ကောင်စီရဲ့တိုက်ခိုက်မှုတွေရှောင်ရှားနိုင်ရေးအတွက်စစ်ရေးတရီအမြဲရှိကြဖို့လိုအပ်ပြီးလေချောင်းရံကနေကကွယ်နိုင်ရေးအတွက် လေချောင်းရံကကွယ်ရေးဆိုင်ရာနီလန်းတွေကိုပါ လိုက်နာဆောင်ရွက်ကြဖို့ TNLA ကအတိအပြထုတ်ပြန်ထားပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။